ဆွေနဲ့ကတွေ့ဖြစ်တယ်တွေ့ဖြစ်တယ်အမေမမကြီးပွဲတော့ကလည်းသူတားလေးရောပါလာတယ်သမီးလေးလည်းပါလာတယ်သူမျိုးသားလည်းပါတယ်မမတို့စတူဒီယိုမှာဘုတ်လေးမှချင်းဆိုဖို့ကြာချင်းတိုက်ကြလေအဲ့တော့မမမကြီးမမတတိယလည်းပြန်လာပြီစတူဒီယိုကနေပြန်ရောက်နေတော့တချင်းဆိုပွဲမှာအကုန်လုံးပွဲတက်ကြရတော့အကုန်လုံးတခီးရဲ့သွား တိုးတဲ့တော့မစားရတူဘူးเนาะခီးရတော့အတူတူပဲစင်မမလည်းအကုန်အတူတူပဲတွေ့ကြရပေါ့အေးအေးနည်းနည်းတော့စိတ်နေတူနေဒါပေမဲ့မစိတ်မိမဲ့လို့လေစိတ်နေလို့မှတ်မှလာလေမှတ်လို့မရဘူးเนาะအဲ့တော့အန်တီကတွေ့ရခါကျတော့မရဘူးခလေးလက်ကိုဆွဲလိုက်တယ်တမီအန်တီပါနော်တမီဒေါ်ဒေါ်เนาะအညိုးစရာကိုတော့တော်တော်လားအေးအဲ့တော့ခလေးတွေကိုလည်းအပြစ်မပြောဘူးဘာဖြစ်လို့ဒါသူတို့ရဲ့ အနေတိုင်းလာရခဲ့ရတဲ့အနေသားတွေကအကုန်လုံးကတကွဲစီဖြစ်နေတဲ့ခါကျတော့အခုမှကျွန်သူကကလေးတံမျိုးလုံးလေးပြူးကြောင်ပြူးကြောင်နေပေါ့အဲအဲ့တော့ကိုကပဲအတော်ကိုကလူကြီးဆိုတော့ကလေးတွေကိုကိုကပဲအရင်မိတ်ဆက်ပေါ့မဲဟုတ်နေရအမေအန်ဒီနော်အန်ဒီပါသူ့မေကပြောအန်ဒီပပလေးဆိုအော်ဟုတ်ကဲ့ဟုတ်ကဲ့အမေကလေးမြောက်ကအေးတယ်ပါတဲ့နာပေါ့သူကလေးမြောက်မှလည်းအမှုပညာဗီဇာတွေရှိမှာပါဒါသူတို့အတက်ရရတော့လောကောင်ပညာရေးဘက်ကိုတော့လောကောင်ပေါ့နော် ။အဲလိုမျိုးလေးအကြောင်းလောက်တော့လောက်ကြမှာပါသူတို့လေ။ဘာလို့ဆိုတော့အမေသွေးရောအဖေသွေးရောပါကြတဲ့ကလေးတွေပဲ။နည်းနည်းရမှာမဟုတ်ဘူး။ဟုတ်တယ်နော်။အဲအချိန်မကြံသေးလို့ပါသမီး။အချိန်မကြသေးလို့ပေါ့နော်။ချိန်ကြရတော့လောက်ကြမှာပါ။ချောချောလေးပဲမပိုင်းတော့ဘူး။ချောချောလေးအဲချောလေး။အမျိုးကြီးချော။ဒါကြောင့်ဖူပြရပြောခဲ့တာမအန်တီဖေလား။သမီးရဲ့ဖေလိုမျိုးကဒေါင်းမျိုးလေ။အေးအဲ့လိုပြောအဲ့လိုပြောပြောခဲ့တာ။ ခုတော့လက်ခံတယ်ပေါ့လက်ခံတယ်လက်ခံတယ်ဟုတ်တယ်အတီးကလက်ခံတယ်အတီးကအခုလူရောက်တွေ့ဟဲ့မပိုက်ချောလာတော့ exclusively from Golden Valley. အဲ့တော့ကြတော့သူကအိမ်မှာအန်ဒီတို့ဟိုဟိုစားလေဗာလဲလုပ်ငန်းနိုင်ခြင်းဆိုတဲ့ဟာလေးပေါ့အဲ့ဒီလောက်ရမယ်ဆိုတော့တားက၁၀စုနှစ်ကြော်ပြီဒီကြက်တော့ကိုသူ page တောင်ပြီးတော့သူဟောနေတာပေါ့နော်ကြာပြီဆိုတော့သူကဒီလိုပရိဥစားဖြစ်မှာဆိုလို့မိသားခွန်ဆောင်လိုက်တော့မယ်ဧတာလေလို့တာစင်ပြေသူလို့အဲ့လိုမျိုးအဲ့အန်ဒီကလည်းဘာပြောလဲဆိုတော့တာ တဲတော်ဟောတာနဲ့မင်းတချင်းဆိုတာနဲ့အဆင်ပြေပါမလားဘေးရတဲတော်ဟောတာဒါဆနေရသည်တနေ့24နှစ်လုံးထိုင်ဟောနေရမှာမဟုတ်တာတဲ့ဒါ page မှာဒါတင်တင်ဟိုဥစားတပတ်စာဟောဟောစတန်တင်တင်နဲ့မွေးနေ့ရှင်တွေအတွက်ဒါတင်ပေးတယ်အဲကျန်တဲ့ဟိုနေမေးချင်တဲ့လူတွေကြောင့်ဒီ page မှာသူက သူ့ဟာနဲ့သူဝင်ပြီးတော့မေးကြတယ်ပေါ့ဆိုတော့သူအချိန်ကန့်တတ်ခွဲပြီးသူလုံလို့ရတော့သူအဆင်ပြေနေတာပေါ့အေးအဲ့ဒါပြဿနာမိသားစုကိုခေါ်ဦးလဲဟာလားမဟုတ်ဘူးခွေဒီကအဲ့ဒါ तू ကလေဒီဒီအင်တာဗျူးတွေ့ရင်လည်း तू အဲ့ဒီဘာပြောလို့မသိဟုတ်တယ်ဒီလားတခါမှလေဟာတခါမှ तू ကိုမေးဘူးဒီလား तू များတယ်အဲ့ဒီကလေအဲ့ဒီကလည်းအဆော့တယ်ဒီကဒါကမင်းကိုဖုံးဆက်ထားရတော့ဟုတ် မမဟိုကဟိုမလေးပြင်းဦးလုံရလေတာကိုဖုံးဟိုညံ့တဲ့ကြရဟောဟောပေးဖို့လေပြောတယ်ဆိုအဲ့ဒါပဲပြောတာကို့အတွက်ကိုကိုမလုံးမီဦးတိလားဟိုးတနှစ်ကတနှစ်ကအန်တီတအားကိုကျမ်းမာရင်မကောင်းဘူးနေမကောင်းဖြစ်လိုက်တာအဲ့မှာအန်တီကအတိတခုအဲ့တော့မှဝင်တာဟေးလို့ငါတအားငါမီးရအောင်မယ်လို့အဲ့နဲ့အန်တီလည်းကျမ်းမာရင်တော်တော်မကောင်းတော့တအားလို့မင်းတော့မင်းကိုမေးရမှာတော့ကွာလို့အမေနဲ့မင်းနဲ့ကတအိမ်နဲ့နေတာဆိုတော့ ဒီငါအမှန်တိုင်းဖြည့်ခြင်းမလည်းဖြည့်မှာပေါ့လေဘာလို့မင်းလဲဘာမတုံးနဲ့လေလို့မင်းတဲတော့ဆရာလုပ်နေတာမင်းမေအခုလိုဒီလောက်မင်းမကောင်းဖြစ်နေတာကိုနည်းနည်းပပလေးမှမင်းတတ်တွက်ပြီးတော့ဟောပေးလေမင်းကမင်းစိတ်ဘူးမရှိဘူးလားဆိုအော်မင်းရဲ့တဲ့ဒါကတာဟောတက်တန်း လူတွေကလိုက်ပြီးကျွန်တော်ဟောတတ်ပါတယ်ကျွန်တော်ဟောပေးပါမယ်လို့ပြောရမလားတဲ့အမေကြီးကိုယ်တိုင်ကတားရေအမေကိုကြည့်ပေးပါခွေးကိုကြည့်ပေးပါဆိုတော့တားဟောပေးမှာပေါ့တဲ့သူ့ဖေတော့ကလည်းတစ်ချိန်ဖြစ်တယ်သူ့ဖေမဆုံးခင်ကအဲ့လိုပဲမိကလည်းဘွားလို့ကို့ဖေကျမ်းမကြီးမကောင်းတာနည်းနည်းပါကြည့်ပေးဆိုမိကြီးကလည်းတားကိုပဲပြစ်ပြောနေတာပဲတဲ့အဖေကြီးကမေးစစ်စစ်ပေါ့ရှိရလားတဲ့အော်တားရေသူ့ကျမ်းမကြီးကမကောင်းတာပဲဒါလေးကကြိုတိတော်လို့ကြိုပြင်စင်လို့ရတာပေါ့ဆိုအဲအဲ့အဲ့ဒါပဲအခုမောင်သေးတားလေးပြောမှမှတ်မိရအခုပဲအနီးကသူ့ အိမ်မှာထိုင်မျက်နှာသူ့မျက်နှာတိကျကြည့်ပြီးတော့ဒါလို့ဒါအမေအကြောင်းကိုတာအတိဆုံးမယ်အဲ့တော့ဒါကတဲတော့ဆရာဖြစ်တယ်အဲ့တော့အမေကိုတဲတော့ကြည့်ပြီးကြည့်လို့ပေါ်လာတဲ့ကပ်ပေါ်မှာကောင်းချင်းဆိုချင်းအကုန်လုံးအတိအကျအမေသိကျင်တယ်အဲ့တော့အမေတကယ်လို့တရမယ်မကောင်းမှုကံလုံးဝမကောင်းမှုအမေကြီးအသက်အန္တရာယ်ကိန်းရှိတယ်ဆိုရင်လည်းအမေဘလို့ပြင်ဆင်ရမလဲပြင်ဆင်လို့ရအောင်လို့အမေကိုပြောပြပါ့မယ် ော့ဆိုမင်းကတားတယောက်ပဲရှိရဲ့မင်းဖေလည်းမရှိတော့ဘူးအဲ့တော့အမေမှလည်းအမေစီတင်တဲ့အမေကြီးမင်းမှရှိတာပေါ့အဲ့တော့ဘာမှအမေမှကြိုးတင်ပြင်ဆင်ခြင်းမရှိပဲနဲ့အဲထွက်သွားရမယ်ဆိုတာမျိုးလည်းဖြစ်ချင်ဘူးပေါ့ဆိုမင်းကတည်းကအဲ့လောက်လည်းမဟုတ်ပါဘူးအေးပါကြည့်ပါမင်းအရင်ကြည့်ပါဆိုအဲ့တော့မှတခါကြည့်ဘူးလေတကယ်မကြည့်ဘူးအိမ်မှာလေမှန်တယ်တမီးသိလားအဲ့တော့ကိုဘယ်လိုပြောမလဲကိုကလေကိုသားဆိုတော့မယုံလားမဟုတ်ဘူး

င်ရအောင်ကြာရင်သူမြည်ပြောတော့မယ်အမေကငါမီးလေ तू ငါကြောင့်တိညာပဲအမေကအမေကလည်းမဟုတ်ဘူးပါတိရတယ်တော့က तू ကဒီလိုလူချင်းတီလိုတွေ့တွေ့ချင်းတငယ်ချင်းမှတီလိုမဟုတ် तू လူတယောက်ရဲ့ကန်စားတာဒီကတ်ကပြရအောင်နောက်တော့မေးရမဆိုင်ပါဘူးတဲ့မေးရမမြင်ရတဲ့ကတ်ဒီတောင်ဒီမှာအကုန်အပေါ်နေရပဲတဲ့ဩအေးပြီးတော့အဲ့ဒါဆိုလဲဟောပေါ့အဲ့လိုမျိုးလေးတော့ရှိရပေါ့ ရွှေနဲ့ကတွေ့ဖြစ်တယ်တွေ့ဖြစ်တယ်အမေမမကြီးပွဲတော့ကလည်းသူသားလေးရောပါလာတယ်သမီးလေးလည်းပါလာတယ်သူမျိုးသားလည်းပါတယ်မတို့စတူဒီယိုမှာဘုတ်လေးမှချင်းဆိုဖို့ကြချင်းတိုက်ကြလေအဲ့တော့မမမကြီးမမတီရီကလည်းပြန်လာပြီစေဦးကနေပြန်ရောက်နေတော့တချင်းဆိုပွဲမှာအကုန်လုံးပွဲတက်ကြရတော့အကုန်လုံးတခီးရဲ့သွားတိုးရဲတော့မစားရတလို့ပေါ့နော်ခီးရဲတော့အတူတူပဲစေမမလည်းအကုန်အတူတူပဲတွေ့ကြပါ့ တွေ့ကြပါတယ်။အေးအေးနည်းနည်းတော့စိတ်နေတူမီ။ဒါပေမဲ့မစိတ်မိမဲ့လို့လေစိတ်နေလို့မှတ်မှလာလေမှတ်လို့မရဘူးပေါ့နော်။ဒါကအန်တီကတွေ့ရခါကျတော့မရဘူး။ခလေးမဲ့ကိုဆွဲလိုက်တယ်။တမီအန်တီပါနော်။တမီဒေါ်ဒေါ်နော်။မျိုးစရာကိုပေါ်သွားတဲ့ကာ။အေးအဲ့လိုအဲ့လိုခလေးတွေကိုလည်းအပြစ်မပြောဘူး။ဘာဖြစ်လို့ဒါသူတို့ရဲ့ အနေတိုင်းလာရခဲ့ရတဲ့အနေသားတွေကအကုန်လုံးကတကွဲစီဖြစ်နေတဲ့ခါကျတော့အခုမှကျော်သူကကလေးတံမျိုးလုံးလေးပြေးကြောင်ပြေးကြောင်နေပေါ့အဲအဲ့တော့ကိုကပဲအတော်ကိုကလူကြီးဆိုတော့ကလေးတွေကိုကိုကပဲအရင်မိတ်ဆက်ပေါ့မဲဟုတ်နေရတမီးအန်ဒီနော်အန်ဒီပါသူ့မေယာပြောအန်ဒီပပလေးဆိုအော်ဟုတ်ကဲ့ဟုတ်ကဲ့အင်းကလေးမြောက်ကအေးတယ်ပါသိနေတာပေါ့သူကလေးမြောက်မှလည်းအမှုပညာဗီဇာတွေရှိမှာပါဒါသူတို့အသက်ရရတော့လကောင်းပညာရေးဘက်ကိုတော့လကောင်းပေါ့နော် ်။အဲလိုမျိုးလေးအကြောင်းလောက်တော့လောက်ကြမှာပါသူတို့လေဘာလို့ဆိုအမေသွေးရောအဖေသွေးရောပါကြတဲ့ခလေးတွေပဲနည်းနည်းရမှာမဟုတ်ဘူး။ဟုတ်တယ်နော်။အဲအချိန်မကြံသေးလို့ပါသမီးရဲ့အချိန်မကြသေးလို့ပေါ့နော်။ချိန်ကြရတော့လောက်ကြမှာပါ။ချချောလေးပဲမပိုင်းတော့ချောတယ်အင်းချောတယ်ဒီမျိုးစီချောဒါကြောင့်ဖူဖေကပြောခဲ့တာမအန်တီဖေကတမိတယ်ဖေတို့မျိုးကဒေါင်းမျိုးတယ်အဲအဲ့လိုပြောအဲ့လိုပြောပြောခဲ့တာ ုတော့လက်ခံတယ်ပေါ့လက်ခံတယ်လက်ခံတယ်ဟုတ်တယ်အတီးကလက်ခံတယ်အတီးကအခုလူရောက်တွေ့ဟဲ့မပိုက်ချောလာတော့အဲ့လက်ခံပါအဲ့နေလို့ဟုတ်တယ်ဒီလိုပြောမှန်သားကြီးလက်ခံတယ်သူတို့ကကြည့်ဆရာမလို့သူတို့ကကြည့်ကြမလို့ဟုတ်တယ်အခုကိုတွေ့လို့ရှင်လေဟဲ့မပိုက်ရတော့မလေးပေါ့ဟုတ်တယ်လို့ကျွန်မအဲပိန်နဲ့ပိန်သွားတယ်အရင်တော့ဝါတယ်ပေါ့အဲ့မျိုးအဲ့ပြောကြပါလေတော်တော်များများအဲ့တော့ down view ဆိုတာလေးကိုလက်ခံလိုက်ပါပြီ ဟုတ်ကဲ့ခြေတဲ့ပြည့်တဲ့ကြီးကတော့ကျမတို့ရဲ့အဲဖေဖေရဲ့ပြည့်တဲ့ဆိုပေမဲ့လို့လည်းဖေဖေရဲ့ပြည့်တဲ့တည်းကဖေဖေအမှုပညာကိုချစ်တယ်လို့ဖေဖေရဲ့သားသမီးတွေဖြစ်တဲ့ကျမတို့တွေရဲ့အမှုပညာရှောက်လန်းတဲ့လမ်းပေါ်မှာလည်းအားပေးကြပါချစ်ခင်ပေးကြပါလို့ဒီနေ့ကနေပြီးတော့တောင်းဆိုရသည်ရှင်